မင်္ဂလာညချမ်းပါရှင်2025ခုနှစ်ဇွန်လ29ရက်နေ့ရေဒီယို energy ပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ဓမ္မအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့နိုင်ငံတကာရာဇဝမှုတွေကျူးလွန်နေတဲ့စစ်ကောင်းဆောင်မရောက်လံဦးဆောင်တဲ့ဂျမ်မတ်ဆေးအုပ်စုနဲ့လက်ပါစီတွေအတွက်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ဒီရနေဖရယူနစ်လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီများပူးတွဲကြေညာတဲ့တရင်ဖြစ်ပါတယ်။နိုင်ငံတကာရာဇဝမှုတွေကျူးလွန်နေတဲ့စစ်ကောင်းဆောင်မရောက်လံဦးဆောင်တဲ့ အကြံဖတ်စီအောင်စုနဲ့လက်ပါစီတွေအတွက်လုံးဝခွင့်လွှတ်မှာမဟုတ်ဘူးလို့ပြည်နယ်နဲ့ Federal Union လွှတ်တော်များလွှတ်တော်ကိုစားပြုကော်မတီတွေကဒီနေ့ဇွန်လ29ရက်မှာပူးတွဲကြေညာလိုက်ပါတယ်။ဂျမတ်စီအောင်စုဟာပြည်သူလူထုတင်မြှောက်ထားတဲ့ပြည်သူအစိုးရစီကနေဥပဒေမဲ့အာဏာလုယူတဲ့ဖြစ်စဉ်နဲ့အတူဖန်စီထိမ့်သိမ်းခံရတဲ့မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလွှတ်တော်ကိုယ်စားလှယ်145ဦးရှိပြီးစစ်ကြောရေးစခန်းတွေမှာတက်ဖြတ်တာတရားမဲ့ကျူးပေးကွပ်မြက်တာကျင်းအောင်တွေမှာလုံလောက်တဲ့စေဝါကူတာမှုနဲ့ လုံလောက်တဲ့အစာအာဟာရမရတာတွေကြောင့်သက်ဆုံးရှုံးရသူတွေရှိတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒါအပြင်ကျင်းနောင်တွေမှာအเจ้าမဲ့ညှဉ်းပန်းနှိပ်စက်မှုကြောင့်ပေးဆုံးတာကျင်းနောင်ပြင်ပကိုထုတ်ပြီးတက်ပြက်တာလူမဆန်စွာမိရှုတက်ပြက်တာလူသားတိုင်းဖြစ်အသုံးပြုတာမျိုးသမီးတွေကိုအာဓမပြုကျင့်ပြီးတက်ပြက်တာပြည်သူတွေနေထိုင်တဲ့ရက်ရွာတွေကိုလေချောင်းကနေပုံကျဲတာလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်တာတွေကြောင့်ပေးဆုံးရတဲ့အလှတော်ကိုယ်စားလှယ်၅ဦးအထိရှိလာခဲ့ပြီလို့တည်ပြထားပါတယ် ခုလိုအာဏာလိုယူထားတဲ့အစမစစ်တကကျူးလွန်ခဲ့တဲ့ဥပဒေမဲ့လုပ်ရက်တွေဟာနိုင်ငံတကာလူခွင့်နဲ့လူသားချင်းဆိုင်ရာထောက်ထားမှုဆိုင်ရာဥပဒေတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါကြောင့်နိုင်ငံတကာရာဇဝမှုတွေကျူးလွန်နေတဲ့စစ်ကောင်စာမယောင်လိုင်းဥဆောင်တဲ့အစမစစ်အုပ်စုနဲ့လက်ပါစီတွေအတွက်လုံးဝခွင့်လွှတ်မှာမဟုတ်ဘဲကျူးလွန်ခဲ့တာတွေအတွက်တာဝန်ခံစားရမယ်လို့အသိပေးထားပါတယ်။ အာဏာလုယူထားတဲ့အချက်မစစ်တက်ကမတရားဖန်ဆီးထိန်သိမ်းထားတဲ့ငင်းချင်းနိုဘယ်ဆုရှင်နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့သမရာကြီးဦးဝင်းမြင့်ပါဝင်နိုင်ငံရေးကျင်းသားအလုံးဟာလည်းကျမရင်ဆောင်းရှောက်မှုမရတာနဲ့အနေရချင်းချောက်ခံရတာတွေအတွက်ဒီလိုလူလူနဲ့ထပ်တူအလွန်ဆိုးရိမ်မိတယ်လို့ဤနယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်များလွှတ်တော်ကူစားပြုကော်မတီတွေကပြောဆိုထားပါတယ်ရှင်။ ဆက်လက်တင်ပြမယ့်တဲ့ရင်ကတော့ဝက်လက်မြို့နယ်မှာမူရစ်ဆေးရောင်းသူကို WY ဆေးပြား3000ကျော်နဲ့အတူဖမ်းဆီးရမိတဲ့တဲ့ရင်ပဲဖြစ်ပါတယ်။စကိုင်းတိုင်းဝက်လက်မြို့နယ်မှာမူရစ်ဆေးရောင်းဝယ်နေသူတူကို WY မူရစ်ဆေးပြား3000ကျော်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ဒေတာရင်းသတင်းတွေကဆိုပါတယ်။ဇွန်လ22ရက်နေ့ကရွှေဘိုဝက်လက်မှတ်သုံးခရိုင်ချင်းဆက်ဘီဟာလန်းနီးမှာ WW မူရစ်ဆေးပြား3200ကျော်နဲ့အတူဝက်လက်မြို့နယ်ရှိချမ်းရွှေချင်းရွာအနီးမှာနေထိုင်တဲ့သက်40တနှစ်အရွယ်မျိုးသားတအုပ်ကိုဖမ်းဆီးရမိတာလို့ ဝလက်မြွနယ်ပြည်သူ့လုံခြုံရေးဖွဲ့တရင်တာဝန်ခံရဲ့ပြောကြားချက်ကိုကိုးကားပြီးပြည်သူ့ဘက်တော်သားတရင်ဌာနကဖော်ပြပါတယ်။စကိုင်းတိုင်းရွှေဘိုခရိုင်ထဲကအမှုကြီးထဲမှာပါတဲ့ဒီမှုကိုဖမ်းဆီးနိုင်ဖို့၃လလောက်ချိန်ယူခဲ့ရတယ်လို့သိရပါတယ်။လက်ရှိမှာဖမ်းဆီးရမိသူနဲ့တသက်ပစ္စည်းတွေကိုမြို့သားညီညွတ်ရေးအစိုးရ NUG ရဲစခန်းမှာမြို့နယ်ရဲမှုသားထုကလုံထုံးလုံးနီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်နေတယ်လို့လည်းသိရပါတယ်။ဒေါ်လေးတက်တွေစိုးမိုးတဲ့နေမြေမှာဝိရဇေဝါတွေပြန့်နေတာဟာ ပြည်သူလူထုအတွက်တည်းမဟုတ်ပဲတော်လင်ရေးအတွက်ပါကြီးကြီးမားမားထိခိုက်နိုင်တဲ့အတွက်ပြည်သူလူထုအနေနဲ့အမှုခင်းတွေဖြစ်လာခဲ့ရင်တိုင်ကြားကြဖို့နဲ့တော်လင်သမားတွေဟာပြည်သူကမွေးထုတ်ပေးထားတာဖြစ်တဲ့အတွက်စေခိုင်းကြဖို့ဝလက်မြွနယ်ပြည်သူလူထုရေးအဖွဲ့သတင်းတာဝန်ခံကတိုက်တွန်းထားပါတယ်ရှင်။ခုနောက်ဆုံးသတင်းကတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကြေကြေပြန့်ပြန့်သွားရလို့ဆောင်ခွင့်ပေးဖို့ ICRC တောင်းဆိုတဲ့သတင်းဖြစ်ပါတယ်။ ပြည်ပဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကိုပြေဝလေးစားလိုက်နာတဲ့အနေနဲ့ဒီကိခံစားခဲ့ရတဲ့ဒေတာတွေမှာရှိတဲ့ရက်ရွာလူတို့ကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးအပ်နိုင်ရေးကြေကြေပြတ်ပြတ်သွားရောက်ခွင့်ပြုပေးဖို့ပြည်ပဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ကတောင်းဆိုလိုက်ပါတယ်။မြန်မာနိုင်ငံလက်နက်ကိုင်ပြပခနဲ့ငလင်းကြောင့်ဒီကပျက်စီးခဲ့ရတဲ့လူမှုဘဝတွေပြန်လည်တည်ဆောက်ခြင်းကောင်းစဉ်နဲ့ဇွန်လ29ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ချက်မှာခုလိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပြည်ပခန့်မှာပါဝင်နေတဲ့အဖွဲ့တွေအနေနဲ့တိုက်ခိုက်မှုတွေကိုခိတ္တအရာကြီးရက်တံပြီးချိန်တိုးမြင့်ထားပေမဲ့နေရာတော်တော်များများမှာတိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ICRC ကဆိုပါတယ် ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကငလင်ဖြစ်ပြီးနောက်ပိုင်းမှာလူမှုကသူတို့ရဲ့လူမှုဘဝတွေကိုပြန်လည်တိဆောက်ဖို့ရုန်းကန်နေရတာကိုမြင်ရတာဝမ်းနည်းဝေရာဖြစ်ပါတယ်လို့ဆိုပါတယ်။ရင်ကလေးကကြီးကြီးမားမားထိခိုက်ခံစားနေရတဲ့လူမှုရဲ့လူမှုဘဝတွေဟာ ဆက်လက်ဖြစ်ပွားနေတဲ့လက်နက်ကင်ပြပခါကြောင့်ထပ်မံဖြည့်ဆည်းခံလိုက်ရတယ်ဆိုတာကိုမေ့ထားလို့မရပါဘူး။သူတို့ရဲ့ပြန်လည်ထူထောင်ကီလန်တဆင့်စီတိုင်းမှာကျွန်တော်တို့အနေနဲ့သူတို့နဲ့တူရက်တည်နေပါတယ်လို့လည်းအသိပေးထားပါတယ်။ဒါကြောင့်မြန်မာနိုင်ငံကိုမျက်ကွယ်ပြုမထားဘဲနိုင်ငံတကာတိုင်ဝမ်အနေနဲ့ပတ်မိုးကူညီမှုတွေတုံ့ပြန်လှုံ့ဆော်သွားဖို့ ICRC ရန်ကုန်ကိုယ်စားလှယ်ရုံးကမြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကတိုက်တွန်းထားပါတယ်။ပြည်ပဆိုင်ရာချက်ချင်းဒီကော်မတီ ICRC ဟာ မန္တလေးကချက်ချင်းဒီအသင်းပါဝင်ဒေတာရင်းမိဘတွေနဲ့လက်တွဲပြီးမန္တလေးတိုင်းစကိုင်းတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်တို့ကထိခိုက်ခံစားခဲ့ရတဲ့ရဲရွာလူတို့ရဲ့လူအချက်တွေကိုဖြည့်ဆည်းနိုင်ဖို့လုံခဲ့တဲ့3လတာကာလအတွင်းမှာလုပ်ငန်းတွေကိုမနာမနေဆောင်ရွက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အလီလုတ်ခတ်ခဲ့ပြီးနောက်ပိုင်းလူပေါင်းတသိန်း1000ကျော်ဟာ ICRC ကပေးရတဲ့ဘေးကင်းတဲ့တာဝန်ရေးအစားအစာတာဝန်လင်းနေအောင်ကြီးစွမ်းရင်သုံးမိနဲ့ အစီမဖြစ်လိုအပ်တဲ့အိမ်သုံးပစ္စည်းတွေရေးပေါ်လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မဲ့ငွေကြေးနဲ့တူစေယုံလေးရွေးချားစီပီကန်းတွေကနေရေးပေါ်ကြမ်းမိုင်းဆောင်ရှောက်မှုတွေရရှိခဲ့တယ်လို့လည်းသိပေးထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ရှင်။